ကာလမှာတော့ကျမတို့မေလအတွင်းထဲမှာပေါ့နော်18ရက်နေ့ကနေပြီးတော့23ရက်နေ့အတွင်းထဲမှာเนาะကျမတို့ဂျူအပြောင်းလဲတွေရှိပါတယ်เนาะဒါအပြင်ကျမတို့မေလ19ရက်နေ့မှာလည်းเนาะဒနသိတိနဲ့ဆန်းရှင်နဲ့ရက်ရှိပါတယ်အဲ့ဒါကြောင့်ဒီတပတ်အထဲမှာတော့ ကောင်းတာရောဆိုးတာရောကြုံနိုင်ပါတယ်။ကြာသပတိဂျူနဲ့ Yahoo ဂျူတွေရဲ့အပြောင်းလဲကြောင့်ဒီမေလာထဲမှာကျမတို့ဘာတွေကြုံနိုင်သလဲဆိုရင်နော်တဘာဝဘေးပေါ့နော်လေပြင်းမုန်တိုင်းတိုက်တာနော်နောက်တစ်ခုကကျမတို့လေပြင်းတာရေရှမ်းတာရေကြီးတာနော်မိုးနဲ့ပြောမယ်ဆိုရင်တော့မိုးနဲ့လေနဲ့ ဒုက္ခပေးတာเนาะဒါမျိုးပြင်မြေပြူတာတို့เนาะမြေငလင်တို့ဒါတွေလည်းကြုံနိုင်ပါတယ်เนาะဒါကကျမတို့ဂျူဒီရဲ့အနေထားကြောင့်ကြုံရတာပါเนาะအဲ့တော့မြန်မာတနိုင်ငံနဲ့ဒါမျိုးတွေကြုံနိုင်တာတော့မဟုတ်ပါဘူးဂျူဒီရဲ့အနေထားဖြစ်တဲ့အတွက်เนาะတခြားနိုင်ငံတွေမှာလည်းကြုံရနိုင်ပါတယ်เนาะဒီရက်ပိုင်းမှာကြာသပတေးချူကမေလ14ရက်နေ့ဗုဒ္ဓဖူးနေ့ည7:33မိနစ်နဲ့ 48စက္ကန့်မှာမေထုံရာသီကိုပြောင်းပါတယ်เนาะပိတ်ကြရာသီကနေပြီးတော့မေထုံရာသီကိုပြောင်းနေအတွက်လူတဲ့တတဝါတွေမှာဘေးအန္တရာယ်နဲ့ကြုံရတတ်တယ်ဒါပြင်เนาะလေယာဉ်တို့ပျက်စီးတတ်တယ်မင်းเนาะတိုင်းပြည်ကိုအုပ်ချုပ်တဲ့မင်းတွေမှာ ပြင်းထန်တဲ့เนาะစစ်ခင်းချင်းကြုံရပြီးတော့မင်းတွေပျက်စီးတတ်ပါတယ်ဒါပြင် တီလာရှိတဲ့လူတွေနော်ကိုတီလာရှိတဲ့တမာတိရှိတဲ့လူတွေလဲကိုစိတ်နှပါဆင်းရဲတတ်တယ်ပေါ့နော်ဒါအခုကြာသပတေးဂျူကလည်းအ мян လုံးနဲ့သွားနေတာဖြစ်တဲ့အတွက်ကျမတို့ကကြာသပတေးဂျူအပြောင်းလဲဟာလေကျမတို့လူနဲ့တတ္တဝါတွေပေါ်မှာသိရမှုရှိပါတယ်။ဒါကြောင့်ကျမတို့ဒီကာလမှာလဲ give design နဲ့နေထိုင်သင့်တဲ့ကာလဖြစ်ပါတယ်เนาะ။အဲ့တော့ဒီလိုမျိုးဂျိုအနေထားဖြစ်တဲ့အတွက်ကျမတို့ တခြားဘလို့တက်ရောက်မှုတွေရှိနိုင်ကြလဲဆိုလို့ရှိရင်အဲစီပေါ့နော်စာ3စီတို့နော်ဆက်73စီတို့နော်အဲ့တော့စီနဲ့စီထွက်သီးနှံနေနော်စီအမျိုးမျိုးဈေးမြင့်ပါပဲနော်ဈေးမြင့်နိုင်ပါတယ်ပြီးရင်စေးဝါပေါ့နော်စေးဝါတွေလေဈေးဝါစေးဝါတွေကဈေးွက်ထဲမှာပြတ်သွားတာတို့ဈေးမြင့်တာတို့ဒါမျိုးတွေ ကျုံနိုင်ပါတယ်เนาะဒါအပြင်အရေးကြီးတာကတော့ဒီတစ်ပတ်ထဲမှာလူအများစုကျန်းမာရေးညံ့တက်ပါတယ်เนาะဒီပြာဟုဂျူပြောင်းတာနဲ့အဲကြာသပတေးဂျူအပြောင်းလဲရှိနေတဲ့ဒီကာလအတွင်းမှာလူတွေရဲ့ကျန်းမာရေးအထူးညံ့ပါမယ်အဲ့ဒါကြောင့်ကျန်းမာရေးကိုဂရုစိုက်ပါเนาะဒါအပြင်လူအများမှာအမြင်မားတာတွေเนาะဆုံးဖြတ်ချက်မားတာတွေရွေးချယ်မှုမားတာတွေဒါမျိုးတွေ ကျွမ်းနိုင်ပါတယ်เนาะဒါ Yahoo ကြောင့်ဖြစ်ပါတယ်အဲ့တော့သဘာဝ B B ရန်ပေါ့เนาะသဘာဝ B စစ် B ပြီးရင်ကျမတို့ကျမရေးကိုထိခိုက်စေတဲ့ယောဂ B ဒါမျိုးတွေကျုံနိုင်တဲ့အတွက်ကျမတို့အားလုံးကလေယူဒီဇိုင်းနဲ့เนาะပြောဆိုနေထိုင်ကြတဲ့နဲ့ပြောဆိုနေထိုင်မှုတဲ့နဲ့ကာလာပဲဖြစ်ပါတယ်เนาะလက်ပွင့်ကန်ကောင်းစေတဲ့ နော်ရရရအစီရင်လုံနိုင်တဲ့ရက်လေဒီအပတ်ထွဲမှာရှိပါတယ်နော်အဲ့တော့ကျမနေချင်းလိုက်ပေါ့နော်တရချင်းစီအလိုက်ကျုံရမယ်အခါလေးတွေနဲ့နော်ဟိုဟာအခါလေးတွေကိုကျမပြောပြပြစီနော်ကျုံနိုင်တဲ့အခါလေးတွေကိုပြောပြပြစီအဲ့တော့မေလပေါ့နော်ကျမတို့မေလ18ရက်နေ့စနေနေ့ပေါ့နော်မေလ18ရက်နေ့စနေနေ့မှာဆိုလို့ရှိရင်နော် မာတင်ကယုတ်လို့ခေါ်တယ်မာတင်ကယုတ်နဲ့နော်ညနေ4:50အလွန်မှအင်မတန်ကိုပင်မဆင်းရဲစေတတ်တဲ့နော်ရက်ခတာယုတ်ရတဲ့နေ့ဖြစ်ပါတယ်အဲ့တော့ဒီမှာကောင်းတဲ့ယုတ်နဲ့ဆိုးတဲ့ယုတ်တစ်ခုတွဲပြီးတော့ရတဲ့နေ့ဖြစ်တဲ့အတွက်အကောင်းအဆိုးရောထွေးနေတဲ့နေ့ပါအဲ့တော့အဲ့ဒီကာလမှာကျမတို့ညနေ4:50မတိုင်ခင်မှာတော့နော် ြောမယ်ဆိုလို့ရှိရင်တော့အခါကအချိန်ခါကအစ်စ်အစ်စ်ကောင်းပါတယ်เนาะအဲ့တော့လေးနာရီ90မတိုင်ခင်မှာကိုအောင်မြင်စေလိုတဲ့ကိစ္စတွေကိုတော့လှုပ်ဆောင်နိုင်ပါတယ်ဒါပေမဲ့လည်းအမောင်ကာလကိုကျမတို့တစ်ချက်လောက်ကြည့်ပါမယ်เนาะအမောင်ကာလကတော့မနက်9နာရီကနေပြီးတော့မနက်10နာရီနဲ့30မိနစ်အတွင်းညနေ ၄နာရီ၅၀ရာနေပြီးတော့ည၁၂နာရီအတွင်းကတော့အချိန်ခါမကောင်းပါဘူးရှင်။အဲ့လိုအချိန်ခါမကောင်းတဲ့ကာလကိုတော့ကျမတို့ကကိုယ့်ရဲ့အောင်မြင်စေလိုတဲ့ကိစ္စတွေနော်ငွေကြေးကိစ္စတွေနော်အဲ data ရေဒီယာလောက်တာတွေတော့လုံးလို့ရပါမယ်เนาะအခြားအောင်မြင်စေလိုတဲ့ကိစ္စတွေအရေးကြီးတဲ့ကိစ္စတွေကိုတော့အမှောင်ချိန်ကိုရှောင်ပြီးတော့လှုပ်ဆောင်သင့်ပါတယ် ကံပွင့်စေတဲ့အရာကတော့ပန်းရောင်အဖျော်ဖြစ်ပါတယ်เนาะပန်းရောင်အဖျော်ကတော့မေလ18ရက်နေ့အတွက်ကံပွင့်စေတဲ့အရာဖြစ်ပါတယ်အရက်မျက်နှာကတော့အနောက်တောင်ရက်ဖြစ်ပါတယ်စိုးအနေနဲ့ကတ်မယ်ဆိုလို့ရှိရင်เนาะ جماعه ဒီကာလမှာเนาะစံပြုတ်ကိုကြားဖြူပြီးတော့ လူတန်းပေးဖို့ကျမမေတ္တာနဲ့တိုက်တွန်းပါတယ်။ဘာကြောင့်လဲဆိုတော့ Yahoo เนาะအပြောင်းလဲရှိနေတဲ့အတွက်ဒီကာလမှာစံပြုတ်ကိုတရားဖြူပြီးတော့လူတန်းမှာအင်္ဂါဆုံးကတ်မယ်ပေါ့เนาะ။ဂျုပွားပူဇော်ရမယ်။ဂါရာအနေနဲ့ကတော့မေတ္တာတုတ်ရယ်ခန္ဓာတုတ်ရယ်ပုပ္ပနာတုတ်ရယ်เนาะပရိကြီးဆက်တုတ်ထဲကအဲ့ဒီ၃တုတ်ကိုတော့ရွတ်ဖတ်ပူဇော်ဖို့အတွက်ကျမကမေတ္တာနဲ့တိုက်တွန်းပါတယ်เนาะ။ မေလ18ရက်နေ့တနင်္ဂနွေနေ့ကတော့ကျမတို့အခါကောင်းပါလေဒါပေမဲ့လည်းအခါကောင်းလေဆိုပေမဲ့လည်းเนาะကျမတို့ဘလို့ရုပ်တွေရထားသလဲဆိုတာတစ်ချက်ကြည့်မယ်เนาะအဲ့တော့အမတာရုပ်နဲ့အမတာရုပ်ဆိုတာကသူအချင်းချင်းမြောက်စားချင်းခရရတတ်တဲ့ရုပ်ပါเนาะအဲ့တော့အမတာရုပ်ရထားတဲ့အတွက်ဒါကောင်းတယ်လို့ရေဘူးရပြောလို့ရပါတယ်ညနေ9:00နာရီနဲ့27မိနစ်အလွန်မှာတော့ အတတ်ပညာတွေစုပ်ယုပ်စေတတ်တဲ့ကဒါရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်เนาะအဲ့တော့ဒီမှာလဲကောင်းတဲ့ရုပ်တစ်ခုနဲ့เนาะအဆိုးတဲ့ရုပ်တစ်ခုပေါ့เนาะရုပ်နှစ်ခုရထားတယ်အဲ့တော့ အကောင်အဆိုးရောထွေးနေတယ်လို့ပြောလို့ရပါတယ်เนาะအမောင်ကာလကတော့ညနေ၄နာရီခွဲရနေပြီးတော့ည၈နာရီနဲ့၉မိနစ်အတွင်းကတော့အချိန်ခါမကောင်းပါဘူးဒီကာလကတော့အမောင်ကာလလို့ပြောရပါမယ်အဲ့တော့ကံပွင့်လက်ပွင့်စီအရာကတော့အပြာရောင်ပါเนาะကျမတို့အပြာရောင်ဝင်လို့ရပါတယ်ပြီးတော့ကျမတို့ကံပွင့်လက်ပွင့်စီရဲ့အရက်ကတော့တောင်အရက်ဖြစ်ပါတယ် ဟုတ်ပြီဒီလိုနေ့မှာကျမတို့တင်းငွေနေ့ပေါ့နော်ဘာလှူဒန်းနိုင်ကြလဲလို့ပြောရင် no ဆန်ပြုတ်လှူဒန်းလို့ရပါတယ်เนาะအဲ့တော့ကျမက no ဆန်ပြုတ်လှူဒန်းနိုင်ပါလေရုပ်ပွားပူဇော်ရမယ်เนาะဒါဒါကတော့မြစ်တာတုတ်เนาะကျမတို့မြစ်တာတုတ်ကိုဒီကာလတွေမှာမြစ်တာတုတ်ကိုဖြစ်နိုင်မယ်ဆိုလို့ရှိရင်เนาะเนาะကိုကပူဇော်ဖို့ကျမအထူးမြစ်တာနဲ့တိုက်တွန်းပါတယ် မေတ္တာတော့ပူဇော်ပါမယ်ဒါရဏပရိတ်ကိုပူဇော်ပါမယ်ရှင်အဲ့တော့မေတ္တာတော့ကိုးကောင်းတဲ့ဒါရဏပရိတ်တစ်ခေါက်ကိုပူဇော်ပါမယ်ရှင်မေလ19ရက်နေ့ပေါ့နော်မေလ19ရက်နေ့မှာတော့ကျမတို့အလုံးစုံပြီးစီးအောင်မြင်စေတတ်တဲ့တိတ်တိတ်ရုပ်ရထားပြီးတော့ညညနေပေါ့နော်9နာရီနဲ့12မိနစ် အလွန်မှာတော့ ပြင့်တယ်ကောင်းမြတ်စေတဲ့သူပါရုပ်ရထားပါတယ်အဲ့တော့တနင်္လာနေ့မေလ16ရက်နေ့ဟာနေ့ကောင်းတနေ့ဖြစ်ပါတယ်ကောင်းတဲ့ရုပ်နှစ်ခုစလုံးရထားတယ်เนาะအလုံးစုံပြီးစီးအောင်မြင်စေတတ်တဲ့သိတိရုပ်ကလည်းအင်မတန်ကောင်းသလိုเนาะပြင့်တယ်ကောင်းမြတ်စေတဲ့သူပါရုပ်ကလည်းကောင်းတဲ့နေ့ဖြစ်ပါတယ်เนาะအဲ့တော့ဒီလိုနေ့မှာကိုအောင်မြင်စီလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်ဖို့အတွက် ကောင်းပါတယ်เนาะခဏလေးပါ နှာစီးရဲ့ဒီရက်ပိုင်းမှာကျမဖြားထားတာသိနေကြသေးတော့လीနှာစီးတာကြံခဲ့တယ်เนาะ sorry ပါအဲ့တော့ဒီလိုနေ့မှာကျမတို့ကเนาะတံပွင့်လက်ပွင့်စီရဲ့အရာကတော့ဘာရောက်လဲဆိုရင်ကျမတို့ကအဖြူရောင်မှာเนาะတနင်္လာနေ့မှာကျမတို့ကံပွင့်လက်ပွင့်စီရဲ့အရာကတော့အဖြူရောင်ဖြစ်ပါတယ်အရက်မျက်နာနေ့ကအနေနဲ့ကတော့အရှိတောင်ရက်ဖြစ်ပါတယ်ဘလို့ဂုံတော်တွေကိုပူဇော်ပလဲဆိုလို့ရှိရင်ဂုံတော်ကွန်ချာ နော်ဂုံတော်ကွန်ချာကိုကိုကပူဇော်ခြင်းအဖြစ်ကံပွင့်လက်ပွင့်စေတဲ့အပြင်ကျွန်မကတပုတ်တီကိုလေ36ခါပူဇော်ပြီးတော့ကိုလိုချင်တဲ့စုတစုကိုတောင်းပါလို့ကျွန်မကမေတ္တာနဲ့အကြံပြုပါတယ်နော်ဒီနှစ်မှာကျွန်မတို့ကတပုတ်တီနော်တပုတ်တီကဒီနှစ်အတွက်ဆိုလို့ရှိရင်သိမ့်လျော်တဲ့ကာရာဖြစ်ပါတယ်နော်တပုတ်တီကိုအဲ့တော့အများနဲ့ပူဇော်နေတယ်ဆိုလို့ရှိရင်လေ မေလာ16ရက်နေ့မှာတော့36ခေါက်ပူဇော်ပါမေတ္တာတုတ်ကိုတော့6ခေါက်ပူဇော်ပါဂုံတော်ကွန်ချာကိုတော့6ခေါက်ပူဇော်မယ်ဆိုလို့ရှိရင်ဒီရက်ပိုင်းတွင်းမှာငွေကြီးနဲ့ပတ်သက်တဲ့ကံပူပြီးတော့ကောင်းလာပါမယ်နော်မေလာ20ရက်နေ့နော်အခုဒီမှာကျမထပ်ပြောပါဦးမယ်နော်မေလာ16ရက်နေ့ကကျမတို့ပြောမယ်ဆိုရင်ဒနာတိတ်တိနဲ့ဆန်းရှင်နဲ့ နော်နေ့ဖြစ်ပါတယ်ဘယ်အချိန်လဲလို့ပြောရင်မေလ16ရက်နေ့ညနေ9:00နာရီ12မိနစ်ကနေပြီးတော့မေလ20ရက်နေ့အင်္ဂါနေ့ညနေ6:00နာရီနဲ့38မိနစ်အတွင်းမှာနော်ဒနာတိတ်ထိနဲ့ဆန်းရှင်နဲ့นี่ဖြစ်ပါတယ်เนาะအဲ့လိုနေ့မှာကျမတို့ကငွေကြေးဆိုင်ရာအစီအရင်တွေကိုဆောင်ရွက်နိုင်ပါတယ် မေလ19ရက်နေ့ညနေ9:12မိနစ်ကနေပြီးတော့မေလ20ရက်နေ့အင်္ဂါနေ့ညနေ4:38မိနစ်အတွင်းเนาะကို့အတွက်အစဉ်ပြေတဲ့အချိန်ကိုရွေးပြီးတော့ဒီအစီအရင်ကိုလုပ်ပါเนาะအဲ့တော့ဘာလုပ်ရမလဲလို့ပြောရင်အဲ့ဒီနေ့မှာကျမတို့ကခေါင်းလျှော်ရေချိုးမယ်ခေါင်းလျှော်ရေချိုးပြီးပြီဆိုရင်ခေါင်းကိုခေါင်းလျှော်ရေချိုးတဲ့အခါမှာကျမတို့ကဘာကိုရွတ်ပြီးတော့ခေါင်းလျှော်ရေချိုးမလဲလို့ပြောရင် ဂုံတော်ကွန်ချာနော်ဂုံတော်ကွန်ချာကိုရွတ်ပြီးတော့ခေါင်းလျှော်ရေချိုးပါဒီကာလအတွင်းမှာဂုံတော်ကွန်ချာကိုကျမတို့ကကိုးကောက်မေတ္တာသုတ်ကိုကိုးကောက်နော်ဒါရဏပရိတ်ကိုတစ်ခေါက်ရွတ်တဲ့အပြင်ကျမတို့ကမလုပ်ရမလဲလို့ပြောရင်ဂုံတော်ကွန်ချာကိုရွတ်ပြီးတော့နော်တစ်ခါလေကိုးကောက်လုံးတစ်ခါလေရွတ်ပြီးတော့ရေချိုးရမှာမဟုတ်ဘူးနော်တစ်ခေါက်ခုံတော်ကွန်ချာတစ်ခေါက်ရွတ်ပြီးတော့ခေါင်းလျှော်ရေချိုးမယ်ပြီးရင် အဖြူရောင်ဝတ်စုံနော်အဖြူရောင်အင်ဂျီဝတ်မယ်ပြီးရင်နော်ကျမတို့ကဘာဘာတီလာကိုသေသေးချာချာစောက်တည်မယ်ဖရာရှင်ရှိမှနော်စိုးနေနဲ့ဘာကတ်ရမလဲနော်စွန်းနေနဲ့ကပ်ဖို့လိုပါတယ်နော်အဲ့တော့စွန်းနေနဲ့ဘာကပ်မလဲဆိုရင်ဩစာသီးရှိတယ်ဆိုရင်ဩစာသီးကပ်ပေးပါနော်တကယ်လို့ဩစာသီးမရှိဘူးဆိုလို့ရှိရင်တော့ကျမတို့က နဝင်းဆုံးကပ်ပါလို့ကျွန်မကတိုက်တွန်းပါတယ်เนาะအဲ့တော့ဩဇာတိရှိရင်ဩဇာတိလေးကပ်ပေးပါဩဇာတိမရှိဘူးဆိုလို့ရှိရင်เนาะနဝင်းဆုံးကပ်ပါမယ်နဝင်းဆုံးဆိုတာစွန့်ထမင်းကို စီစမ်းစားဖြူတာဒါနဝင်းဆုံးမှာအသီးတစ်မျိုးမျိုးဖြစ်အောင်ထည့်ပေးပါနော်အတိဩဇာတိရှိရင်တော့အကောင်းဆုံးပါပဲဩဇာတိမရှိဘူးဆိုရင်အခြား เนาะကိုအစင်ပြေရဲ့အသီးထည့်လို့ရပါတယ်เนาะအသီးကိုလည်းတသီးကိုလည်းတသက်ကတ်မယ်ပေါ့เนาะအဲ့တော့တန်မြာသီးကတ်လို့ရှိရင်လေဒါဒီကာလအတွင်းမှာဒါเนาะစနေဂျူရဲ့အားရှိနေတဲ့အတွက်တန်မြာသီးကတ်လို့ရပါတယ်เนาะ အဲ့တော့နော်အဲ့တော့ဖះမှာတည်တည်ချာချာကိုငါးပါးတည်လာစောက်တည်မယ်ပြီးလို့ရှိရင်နော်ကျမတို့ကဘာလုပ်မလဲလို့ပြောရင်ကောင်းကင်ကိုဖះရှိခိုးပြီးပြီနော်ဖះရှိခိုးပြီးပြီအဲ့မှာဖះမှာမြတ်တာသုံးကိုးကောက်နော်ဒါဒနာပရိတ်တစ်ခေါက်ပြီးရင်ဂုံတော်ကွန်ချာကိုးကောက်ယူပြီးပြီဆိုတာနဲ့နော် ကောင်းငင်အပြင်ထွက်အပြင်ထွက်ပြီးကောင်းငင်ကိုမော့ကြည့်ပြီးတော့ကျမတို့ကနော်မဟာဝေဒဗံမန္တန်တော်ကိုရွတ်ဆိုပါမယ်နော်ဒါကတော့ဒနာသိတိရတဲ့အချိန်ဒနာသိတိနဲ့ဆန်းရှင်နဲ့အချိန်ကိုကျမတို့ကအချိန်ကောင်းယူပြီးတော့ငွေကြေးကံကောင်းစေဖို့အတွက်ပြုလုပ်ရတဲ့အစီအရင်ပါနော်အင်္ဂါနေ့အင်္ဂါနေ့မှာကျမတို့ အခါမကောင်းပါဘူးနော်အင်္ဂါနေ့မှာဥပကယုတ်နဲ့နော်ဥပကယုတ်ကတည်စီတတ်တယ်လူတွေကိုထိခိုက်ပျက်စီးစေတတ်တယ်ဥပကယုတ်နဲ့ညနေ၄နာရီ38မိနစ်အလွန်မှာတော့နော်တည်ဆုံးခြင်းကိုဖြစ်ပေါ်စေတဲ့မြစ်ဆုယုတ်ပြထားတဲ့နေ့ဖြစ်ပါတယ်နော်အဲ့တော့ပြောမယ်ဆိုရင်မေလ20ရက်နေ့အင်္ဂါနေ့ကနေ့မကောင်းပါဘူးနော်နေ့မကောင်းတဲ့အတွက်အဲ့လိုနေ့မှာ ောင်မြင်စီလိုတဲ့ကိစ္စဘလို့ကိစ္စမျိုးကိုမှမလုပ်ပါနဲ့လို့ကျမကမြစ်တာနဲ့တိုက်တွန်းပါတယ်เนาะအဲ့တော့မေလ20ရက်နေ့မှာကျမတို့เนาะရွတ်ဖက်ပူဇော်ရမယ်ဂါရာကတော့ယတနာတုတ်ပူဇော်ပါမယ်မြစ်တာတုတ်ပူဇော်ပါမယ်ပြီးရင်ခန္ဓာတုတ်ပူဇော်ပါမယ်ပြီးရင်အာရဏာရိယတုတ်ပူဇော်ပါမယ်ပြီးရင်ပုပ္ပနာတုတ် ပူဇော်ပါမယ်နော်အဲ့လိုနေမှာနော်ဗုဒ္ဓသန္တန်ကိစ္စမိတပန်သန္တန်ကိစ္စမိတိုင်းကန္တရဏန်ကိစ္စမိဆိုရယ်တဏ္ဍဏဂုံကိုလည်းကျမတို့ပတိတပတ်ပူဇော်ပါမယ်နော်နောက်ကျမတို့မေလ20ရက်နေ့မှာကံကောင်းလက်ပွင့်စေတဲ့အရာကလည်းနို့နှစ်အောင်ဖြစ်ပါတယ်အရက်မျက်နှာအရက် ကတော့အနောက်ရက်ဖြစ်ပါတယ်เนาะအဲ့တော့နဝင်းဆုံးကတ်ပါမယ်မေလ20ရက်နေ့ကျမတို့လှူဒန်းရမယ်အခါရလှူဒန်းရမယ်ဆုံးကတော့နဝင်းဆုံးပဲဖြစ်ပါတယ်မေလ21ရက်နေ့မှာเนาะမေလ21ရက်နေ့ကဗုဒ္ဓဟူးနေ့ပါမေလ21ရက်နေ့မှာတော့ဖုံးကန်ကြီးမားစေတဲ့မာနတယုတ်နဲ့ နော်ညနေ3:00နာရီနဲ့52မိနစ်အလွန်မှာတော့ပစ္စည်းဥစ္စာတွေပေါများစေတဲ့တဲ့ဘဒုမယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်နော်အဲ့တော့ကောင်းတဲ့ယုတ်နှစ်ခုစလုံးကိုတည့်ရက်ထဲရတဲ့နေ့ဖြစ်ပါတယ်အဲ့တော့21ရက်နေ့ဗုဒ္ဓဖူးနေ့ဟာလေနေ့ကောင်းတဲ့နေ့ဖြစ်ပါတယ်เนาะဒါပေမဲ့ရှောင်းရံကာလကိုပြောပါမယ်ရှောင်းရံကာလအမှောင်ကာလကတော့เนาะမနဲ့ 12နာရီနဲ့27မိနစ်ကနေပြီးတော့ည12နာရီနဲ့27မိနစ်အတွင်းည12နာရီအတွင်းပေါ့နော်အချိန်ကာလမကောင်းပါဘူးအဲ့တော့ပြောချင်တာကဒီလိုနေမှလေကိုကအမှောင်ချိန်ကိုရှောင်ပြီးတော့ကိုအောင်မြင်စေလိုတဲ့ကိစ္စတွေကိုတော့လှုပ်ဆောင်နိုင်ပါတယ်။ကံကောင်းလက်ပွင့်စေတဲ့အရာကတော့ကျမတို့နော်ကံကောင်းလက်ပွင့်စေတဲ့အရာကတော့ အညိုရောင်ဖြစ်ပါတယ်နန်းသာရောင်ဖြစ်ပါတယ်အရက်မျက်နှာကတော့အနောက်အရက်ဖြစ်ပါတယ်ပူဇော်ရမယ်ဂါထာကတော့မေတ္တာတုတ်ရေဒါဒနာပရိယေเนาะကျမတို့ပြီးတော့เนาะကျမတို့ဘာပူဇော်လို့ရလဲဆိုရင်ဂုံတော်ကွန်ချာရေပူဇော်ပါเนาะမေတ္တာတုတ်ကိုတော့အတန်နိုင်ဆုံးကိုးကရွတ်စေချင်ပါတယ်ဂုံတော်ကွန်ချာကိုလည်းကျမတို့ကကိုးကပူဇော်မယ်ဆိုလို့ရှိရင်တော့ငွေကြေးကံကောင်းနေပါလိမ့်မယ်เนาะ မေလ22ရက်နေ့ကြာသပတေးနေ့ကတော့နော်အရိုက်ပုတ်ခံရတတ်တဲ့မုခရုပ်နဲ့နော်ဂုံကျက်စီတိုးစီတဲ့စတာရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်နော်အဲ့လိုနေ့ရဲ့အမောင်ကာလကိုကြည့်ရခါမှာတော့နော်မနက်အုံညတုံညနာရီရနေပြီးတော့နှစ်နာရီအတွင်းเนาะပြောမယ်ဆိုလို့ရှိရင်မနေ့အစောကြီးပေါ့เนาะနေ့တစ်ခုကူးတဲ့မနေ့နှစ်နာရီထိအချိန်ခါ မကောင်းပါဘူးရှင်အဲ့ကာလာလေးကိုတော့ရှောင်သိကြပါတယ်အမောင်ကာလကနေ့တနာရီကနေပြီးတော့ညနေ3နာရီအတွင်းလဲအချိန်ခါမကောင်းတဲ့အတွက်အဲ့အချိန်ခါလေးကိုတော့ရှောင်ပေးပါကံပွင့်လက်ပွင့်စေတဲ့အရာကတော့ sorry ပါရှင်ကျမနာစည်းနေလို့ပါနော်ကံပွင့်လက်ပွင့်စေတဲ့အရာကတော့ခရမ်းရောင်ဖြစ်ပါတယ်အရက်မျက်နှာနေနေဆိုလို့ရှိရင်တော့ တောင်ရက်ဖြစ်ပါတယ်ကျမတို့ယူပွားပူဇော်ရမယ်နော်ယူပွားပူဇော်ရမယ်ခါတာကတော့တန်ပုတ်ဒီ36ခမြစ်တာသုံးကိုးကောက်နဲ့နော်တရဏဂုံပတိတပတ်စိတ်ပြီးပါဂုံတော်ကိုးပါးကိုပတိတပတ်စိတ်ပြီးပါလှူဒန်းရမယ်အခါရလှူဒန်းရမှာတော့နဝင်းစွမယ်ဖြစ်ပါတယ် မေလ23ရက်နေ့မှာတော့ကျမတို့ကနော်မေလ23ရက်နေ့မှာဖုန်ခံကြီးမားစေတတ်တဲ့ကီတုယုတ်နဲ့နေ့တနာရီ20မှာတော့စက်သေးမင်္ဂလာပေါင်းနဲ့ပြည့်စုံစေတတ်တဲ့သီရိဝိဆာယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်နော်ကောင်းတာယုတ်နှစ်ခုစလုံးကိုတရက်ထဲရထားတဲ့အတွက်နော်နေကောင်းတယ်လို့ပြောလို့ရပါမယ်နော်ရှောင်းရံအမောင်ကာလကိုကြည့်ပါမယ်နော်ရှောင်းရံအမောင်ကာလကတော့မနက် 10နာရီ30ကနေပြီးတော့နေ့လေ12နာရီအတွင်းကတော့အမောင်ကာလဖြစ်တဲ့အတွက် အခါမကောင်းပါဘူးအဲ့တော့အဲ့ဒီအခါကိုကျမတို့ကရှောင်လိုက်မယ်နော်အဲ့ဒီအခါကိုကျမတို့ရှောင်ပြီးတော့ကိုအောင်မြင်စေလိုတဲ့ကိစ္စတွေကို လုပ်မယ်ဆိုလို့ရှိရင်တော့နော်လုပ်လို့ရပါတယ်အမောင်ကာလဖြစ်တဲ့10နာရီမနက်10နာရီခွဲရနေပြီးတော့နေ့လေ12နာရီအတွင်းကိုရှောင်ပြီးတော့ကိုအောင်မြင်စေလိုတဲ့ကိစ္စတွေမင်္ဂလာနော် ကိစ္စတွေလှုပ်ဆောင်လို့ရပါတယ်เนาะဒီနေ့ကတောက်ကြနေ့ကနေကောင်းနေ့ဖြစ်တဲ့အတွက်မင်္ဂလာအခါယူပြီးတော့လှုပ်ရမယ့်ကိစ္စတွေကိုလှုပ်ဆောင်ပါလို့ကျွန်မအကြံပြုတိုက်တွန်းပါတယ်ကံကောင်းလက်ပွင့်စေတဲ့အရာကတော့အဝါရောင်ဖြစ်ပါတယ်နို့နေရောင်ဖြစ်ပါတယ်အရက်မျက်နာနေနေဆိုလို့ရှိရင်เนาะအရှိတောင်ရက်ဖြစ်ပါတယ်เนาะ ရွတ်ဖတ်ပူဇော်ရမယ်ဂါထာကတော့မေတ္တာသုတ်เนาะမေတ္တာသုတ်ရွတ်ဖတ်ပူဇော်ပါပြီးရင်ကျမတို့เนาะဂုံတော်ကွန်ချာပူဇော်ပါဒါဆိုလို့ရှိရင်တော့เนาะမေတ္တာသုတ်ရွတ်ဖတ်တဲ့အတွက်ကျမတို့ရဲ့ကံပေါ့เนาะကံမြင့်လာပြီမေတ္တာသုတ်ရွတ်ဖတ်ခြင်းဟာလေမေတ္တာဘာဝနာပွားခြင်းဖြစ်ပါတယ်ဂုံတော်ကွန်ချာကလည်းဒါဗုဒ္ဓရဲ့ဂုံတော်ပွားတာဖြစ်တဲ့အတွက်ဗုဒ္ဓ ानु တ္တိပေါ့เนาะဒါဗုဒ္ဓရဲ့ဂုံတော်ကိုကျမတို့ပွားများခြင်းဖြစ်တဲ့အတွက် ဘုံတော်ကွန်ချာနဲ့မြစ်တာတို့ကိုပူဇော်မယ်ဆိုလို့ရှိရင်တော့ဒီနေ့ဟာတင်လျော်တဲ့နေ့ပါเนาะလှူဒန်းရမယ်အခါရလှူဒန်းရမယ်စွန်းနေနေဆိုလို့ရှိရင်တော့ကျွန်မကစံပြုတ်ဦးဖို့အတွက်ကျွန်မကမြစ်တာနဲ့တိုက်တွန်းပါတယ်စံပြုတ်ကိုကြားဖြူပြီးတော့ကြားစံပြုတ်လှူဒန်းမှာလို့ကျွန်မကမြစ်တာနဲ့တိုက်တွန်းပါတယ်အဲ့တော့မေလ18ရက်နေ့ကနေပြီးတော့မေလ23ရက်နေ့အတွင်းမှာကိုကဘလိုမျိုးเนาะလှူဒန်းစရာတွေလှူဒန်းမလဲဒါတွေကိုကိုက စီစဉ်လို့ရပါမယ်ပြီးရင်ကိုလှုပ်ဆောင်မယ်နော်ကိစ္စလေးတွေကိုကိုဒီလိုကောင်းနေနော်နေရောအခါရောကောင်းနေရက်တွေနဲ့အချိန်တွေကိုသိချရွေးပြီးတော့လှုပ်ဆောင်ပါလို့ကျွန်မကမေတ္တာနဲ့တိုက်တွန်းပါတယ်နော်ချစ်တော်သူများအားလုံးကျမ်းမာကြပါစေ